ားလုံးမင်္ဂလာပါဒီကျွန်တော်တလောကပဲ post လေးတခုကျွန်တော်တင်ထားတာရှိရပေါ့เนาะအဲ့ဒါတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီ UAE တို့ Dubai တို့မှာအလုတ်လာလုတ်တဲ့ဆိုရင်ရတဲ့ရလိုက်တဲ့လာစာတွေပေါ့เนาะအာကျွန်တော်အဲ့ဒါကျွန်တော် internet source တခုအနေပြီးတော့ကျွန်တော်ယူပြီးတော့ကျွန်တော်တင်ထားပါပေါ့เนาะဒီမှာအခြေခံလာစာအပြင်ဘလောက်တွေရကြတယ်ပေါ့เนาะ အာအဓိကတော့ကျွန်တော်တို့ engineer တွေဆိုရင်ကျွန်တော်တို့အာတောင်းကြောကနေစတင်နေပေါ့နော်အဲအဲ့လိုမျိုးအကြောင်းကျွန်တော်တင်ထားတာပေါ့နော်အဲအောက်မှာမှာတချို့ကျွန်တော်အာကျွန်တော်တို့မြန်မာနိုင်ငံတခြားနိုင်ငံကဒီ engineer တချို့ကကျွန်တော်ကိုမေးတာရှိတယ်ပေါ့နော် UAE ဒူဘိုင်မှာ engineer တယောက်အနေနဲ့အာတောင်းကြောရတာဟုတ်ကောဟုတ်လို့လားပေါ့နော်အာ အဲ့ဒါတွေကတော့ကျွန်တော်တို့ experience ပေါ်မှာမူတည်မယ် qualification ပေါ်မှာမူတည်မယ် qualification လို့ပြောရတဲ့နေရာမှာ engineer ဆိုတော့ engineer degree ရှိရမယ်ပေါ့เนาะကျွန်တော်တို့ um bachelor ပဲဖြစ်ဖြစ် master ပဲဖြစ်ဖြစ်ပေါ့เนาะတစ်ခုခုအလိုရှိမှကျွန်တော်တို့အနေနဲ့ engineer လို့သတ်မှတ်လို့ရမယ်ပေါ့เนาะအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာ attestation ဆိုတာရှိတယ်ပေါ့เนาะ attestation နေပိုင်းလို့ကျွန်တော်တို့ဒါ UR သေးရပေါ့เนาะအဲ့ဒါမျိုးယူရတယ်ပြီးရင်ကိုက လုံးလုံး graduate fresher လားလုံးလုံး graduate fresher ဆိုရင်တော့ကျွန်တော်တို့အာဟုတ်ပါတယ်ဒီတတောင်းကျော်ရဖို့ဆိုတာနည်းနည်းလေး struggle ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့ကဒီ experience အထိုက်တင်လျောက်တခုခုရှိရပေါ့နော်သဘောကအမ်ထိုင်းမှာပဲလုတ်ခဲ့တာပဲဖြစ်ဖြစ်စင်ကာပူမှာပဲလုတ်ခဲ့တာဖြစ်ဖြစ်တကယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာလုတ်ခဲ့တယ်ကိုယ့်ရဲ့ experience က solid experience เนาะတကယ်အကောင်းတဲ့ experience ဖြစ်တဲ့ဆိုရင်တော့ UAE ဘက်ကိုလာမယ်ဆိုရင်တော့အာတောင်းကြွားနေစပြီးရောရဖို့ ရာခိုင်နှုန်းအများကြီးရှိရပေါ့နော်အာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ qualification ရဲ့ experience L ပြီးရင်ကိုတက်မြောက်ထားတဲ့ကျွမ်းကျင်မှုအတက်ပညာတစ်ခုခု scale ပေါ့နော်အဲအဲ့ဒါရဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီလစာတွေက꽈ချသွားတာပေါ့နော်အဓိကတော့ကျွန်တော်တို့ပဲနေရာမှာပို့ပြီးစကားပြောလဲဆိုတော့ကျွန်တော်တို့ experience နဲ့ကျွန်တော်တို့ skill နဲ့မှာပို့ပြီးတော့စကားပြောသွားရဲပေါ့နော် ဒီ UAE ဒူဘိုင်းနိုင်ငံကကျွန်တော်တို့ experience မရှိဘဲနဲ့လာမယ်ဆိုရင် တော်တော်လေးတိုးရတာပြဗျာเนาะဒါကျွန်တော်တောင်မှတကယ်တမ်းဆိုရင်ကျွန်တော်က စင်ကာပူမှာ9နှစ်နီးပါးလုပ်ခဲ့ပြီးတော့ကျွန်တော်ဒီ UAE ဒူဘိုင်းကိုကျွန်တော်ပြောင်းလာတာပေါ့เนาะအဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဆိုရင်ခက်ခဲမှုဆိုတော့အရင်ကြီးမရှိခဲ့ဘူးပေါ့เนาะအမ်ဒီ experience ပေါ်မှာမူတည်ရဲ့ပြီးရင်ကိုယ့်ရဲ့ skill set ပေါ်မှာမူတည်ပြီးတော့ကိုလိုချင်တဲ့ position ကိုရောက်ခဲ့တဲ့အချိန်မှာကိုရခဲ့တယ်ပေါ့เนาะဒါမျိုးလေးတွေကတော့ကြွားချမှုလေးတွေရှိရပါ ောနော်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တကယ်လို့ engineer တွေအနေနဲ့တကယ်လို့ဒီတောင်းကျော် salary 1000 2000ကျော် salary ဆိုတာမရသေးဘူးဆိုပေမဲ့အာရအောင်ကျွန်တော်တို့စူးစမ်းလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာကရွေးဤမှာကအရန် competitive အရန်ဖြစ်တယ်ပေါ့နော်။ပြိုင်ဆိုင်မှုအရန်များတယ်။အဲ့တော့ကိုကတော်ရင်တော်သလိုပြီးရင်ကိုကအာကိုရဲ့ scale ကကောင်းကောင်းသလို ကိုကလစာရေးလဲတိုးတောင်းလို့ရရပေါ့နော်အဲအဲ့လိုမျိုးတွေကကျွန်တော်ဒါကျွန်တော်နှစ်နှစ်နေတဲ့အချိန်အတွင်းမှာဒါကျွန်တော် observe လုပ်မိရပေါ့နော်အဲ့တော့တကယ်လို့မြန်မာနိုင်ငံကညီကုံမောင်နှမတွေပဲဖြစ်ဖြစ်တခြားနိုင်ငံကဒီ engineer ညီကုံမောင်နှမောင်နှမတွေပဲဖြစ်ဖြစ်ကိုမ experience အထိုက်လျောက်အသင့်ရှိထားပြီဆိုရင် တကယ်လို့ UAE ဒူဘိုင်ကိုပြောင်းလာမယ်ဆိုရင် ဒီကျွန်တော်တင်ထားတဲ့ post ကဒီလာစာပေါ့နော်အခြေခံလာစာတွေအာပြီးရင်ကိုကဟိုဘက်မှာရနေရလာစာတဲ့ဒီဘက်မှာဘယ်လောက်ရမယ်ပြီးရင်ဒီဘက်မှာ accommodation တွေပြီးရင်ဘာတွေပြီးရင် benefit တွေပြီးရင်ဘာတွေ downside တွေရှိလဲပေါ့နော်အဲ့ဒါလေးကို research လုပ်ပြီးတော့ကျွန်တော်တို့အာ research လုပ်ပြီးမှလာတင်တယ်ပေါ့နော်အာဒါပေမဲ့ပြောချင်တာကတော့ဘာလဲဆိုတော့ကိုရဲ့ဒီ engineer degree နဲ့ experience နဲ့အထိုက်အသင့်ရှိနေပြီးတော့လာစာအဲ့လောက်မရမရပဲနဲ့ကျွန်တော်တို့ပြောင်းလာတာမျိုးတော့မလုပ် မလုံဆဲခြင်းမှုပေါ့နော်တကယ်လို့အဲ့လောက်ရတယ်ကိုယ့်ရဲ့တခြားနိုင်ငံမှာရနေတဲ့လာဇာတွေအများကြီးရတယ်ဆိုရင်တော့ဒါဒီနိုင်ငံကလာပြီးတော့အလုပ်လုပ်တဲ့နိုင်ငံလို့တော့ကျွန်တော်တို့မြင်နေပေါ့နော်ဒူဘိုင်းမြို့ UAE နိုင်ငံပေါ့နော်အာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာရနေတဲ့လာဇာကစင်ကိုမှာဆိုရင်ကျွန်တော်မရနိုင်တဲ့လာဇာ range အတွင်းမှာရှိတယ်ပေါ့နော်အဲဒါမျိုးလေးတွေကကျွန်တော်တို့ကြွားချမှုလေးတွေပြီးရင်အာအတာချက်လေးတွေဒီဒူဘိုင်းမှာရှိရပေါ့နော်အဲ့တော့ ဒါတော့ engineer လာစာပေါ့เนาะ engineer လာစာမဟုတ်ဖဲနဲ့ကျွန်တော်တို့အာတခြားဒီအခြေခံလာစာတွေအနေနဲ့ဆိုရင်လဲအဲ့လိုပဲပေါ့เนาะဘယ်ပုံမှန်မူတည်သွားလဲဆိုတော့ကျွန်တော်တို့ accountant တွေဆိုလဲ communication တွေပုံ skill တွေပုံမှန်မူတည်သွားမယ်ပြီးရင် experience skill set ပုံမှန်မူတည်သွားပြီးရောကျွန်တော်တို့9000ကျော်နေပြီးရော1000အဲ့လိုမျိုးပေါ့နော်တောင်းကြပါညာမျိုးထီရတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါကတော့အဲ့တော့ဟိုပြောချင်တာကတော့ကျွန်တော်တို့ ိုယ်ရဲ့လုပ်နေတဲ့ level ပြီးရင်ကိုရှိနေတဲ့ experience ပြီးရင်ကိုရှိနေတဲ့ပေါ့ကျွမ်းကျင်မှု အတတ်ပညာတစ်ခုခုပေါ်မှာမူတည်ပြီးတော့ဒါအဲ့ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ကလစာရီတောင်းလို့ရရပေါ့နော်အဓိကကျွန်တော်အဲ့လိုမျိုး post တွေတင်တဲ့အကြောင်းရည်ရွယ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ဒီလစာကိုမတိဘဲနဲ့အလုပ်လက်ခံပြီးတော့လာလိုက်မှာမျိုးယူ ဟိုမဖြစ်စေခြင်းမှုပေါ့เนาะကျွန်တော်ဆိုရင်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်လာတော့ကလာစာက အာကိုကတကယ်တမ်းဆိုရင် များရလို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဘက်ရောက်လာတဲ့အချိန်မှာအဲ့ဒီလာစာကလုံးဝ average အာ လာစာပဲဖြစ်နေရပေါ့နော်ဟောအဲ့တော့အဲ့အချိန်မှာကျွန်တော်ဒီတနည်းနှစ်နှစ်အတွင်းမှာကျွန်တော်ဘယ်လောက်စူးစမ်းပြီးတော့ဘယ်လို company က company ကနေပြီးတော့ကျွန်တော်လာစာတိုးတောင်းနိုင်ရပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ industry အနေနဲ့ဟို market price ကဘယ်လောက်ဘယ်လောက်ရှိရဒါမျိုးတွေကိုကသိထားတဲ့နေပေါ့နော်အဲ့တော့ဒါကကျွန်တော်အောက်ကညီငယ်ညီမတွေငယ်တွေကိုကျွန်တော်ပြန်ပြီးတော့ message ပေးနေတာပေါ့နော် ော်ဟိုဘာပဲဖြစ်ဖြစ် UAE ဒူဘိုင်ကလှုပ်လာလှုပ်လို့ကောင်းတဲ့နိုင်ငံမှာဒါပေမဲ့လို့လေကိုယ့်ရဲ့လာစာကိုယ့်ရဲ့ experience ကိုယ့်ရဲ့ပညာအကြီးချင်းပေါ်မှာမူတည်ပြီးတော့ဘယ်လောက်ရသင့်လဲဆိုတာမျိုးကိုသိထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲကျွန်တော်အားလုံးကိုအာဒီ UAE ဒူဘိုင်မှာအတိကတော့ engineer လာစာအကောင့်တန့်တို့အဲ့လိုမျိုးလာစာတွေဘလောက်အကြမ်းမြင်ရတဲ့နေဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့တရားနဲ့တရားတော့ ဟို꽌ချမှုတော့ရှိကောင်းရှိလိမ့်မယ်ပေါ့နော်ရတဲ့လာစာ XPM ပေါ်မှာမူတည်ပြီးတော့ဒါပေမဲ့အကြမ်းမြင့်သိထားတော့အကြမ်းမြင့်သိထားတဲ့အနေနဲ့ကိုယ်အနေနဲ့ချင့်ချိန်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အားလုံးကိုအသိပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ရောဒီလောက်ပါပဲเนาะ